โอเคဒီနေ့ဗီဒီယိုမှာတော့ကင်မရာဘက်ထရီတွေထဲမှာမှနည်းနည်းလေးစမ်းတယ်လို့ခံစားရတဲ့ Canon LBE 70ဆိုတဲ့ဘက်ထရီအကြောင်းကိုပြောပြပြမှာဖြစ်တယ်ပေါ့နော် Canon LBE 70က Canon RB တို့ Canon R50 တို့ 200D Mark 2တို့ Canon M3 တို့ M6 တို့ M6 Mark 2တို့အဲဒီတို့မှာထည့်သုံးရတဲ့ကင်မရာဘက်ထရီပေါ့နော်ပုံမှန်အဖြစ် original ဘက်ထရီက original charger မှာအသွင်းလို့ရတယ်အဲ့ဒါမဆန်းဘူးเนาะအဲ့ဒါအဆန်းတကယ်မဟုတ်ဘူးပထမကျတော့တပ်ပတ်ဒီဘက်ထရီဝယ်ရဲဆိုရင်လည်းဒီ original charger မှာအသွင်းလို့ရတယ်အဲ့ဒါအဆန်းမဟုတ်ဘူး ဒါပေမဲ့ LV 6ခွန်ဘက်ထရီမှာကြတော့တက်ပတ်ဒီဘက်ထရီက original charger နဲ့အားသွားသွင်းလို့မရဘူး။တွေ့နော်အားလည်းမဝင်ဘူး။သူ့ရဲ့ original charger က original ဘက်ထရီနဲ့ပဲ ကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလောက်ရလဲဆိုလို့ရှိရင်တပ်ပတ်တီဘက်ထရီဝယ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးတပ်ပတ်တီခြာခြာလေးတစ်ခုပါတွဲတွဲဝယ်ရတယ်ဆိုတော့ဒီအကြောင်းကိုကျွန်တော်အဲ့လိုမျိုးပြောလိုက်လို့ရှိရင် customer တွေကနည်းနည်းလေးကြောင်တောင်ဖြစ်သွားတယ်ပေါ့နော်။ဘာလို့ငါတို့ကခြားခြားတစ်ခုထပ်ဝယ်ရမှာလဲ။ဘာညာဖြစ်သွားပြန်။မင်းတို့မဟုတ်ဘူး။ဒီ LB စက်ခွင်ရေးတိဆောက်ထားတဲ့ပုံစံအရာသူကဒီ genuine ပုံစံမဟုတ်ဘူးပေါ့နော်။ genuine ပုံစံမဟုတ်တဲ့အတွက်ဒီလိုမျိုးတပ်ပတ်တိခြားခြားတစ်ခုပါတွဲတွဲဝယ်ရတယ်။ဒီခြားခြားလေးဆိုလှတယ်ပေါ့နော်။ကျွန်တော်အားသွင်းပြမယ်။ဟုတ်လား။ နော်39ကိုမအားပါပေါ့ဒီ charger ကတော့ဒါအကောင်းစားနည်းနည်းလေးကောင်းတဲ့ charger မျိုးပေါ့နော်အဲ့တော့ဘယ် charger ဖြစ်ဖြစ်တပ်ပတ်ဒီဖြစ်ရင်ပြီးရောတပ်ပတ်ဒီ battery တွေပေါ့ဟိုအားသွင်းလို့ရတယ်နောက်တစ်ခုကောင်းတာတစ်ခုကကြတော့ဒီလိုမျိုးတပ်ပတ်ဒီ charger ကလည်း original battery ကိုပါရောပြီးတော့အားသွင်းလို့ရတယ်95 44နော်သူအဲ့အားရိပါတခါလေးပြပေးတယ် ်။ပြောပြချင်တာက LB 70အတွက်သက်ပတ်တည်ဘက်ထရီဝယ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးခြာကြလေးတစ်ခုကတွဲတွဲဝယ်ရတယ်လို့ပြောချင်တာပါ။ရောင်းနေသူတွေကလည်းဒီအကြောင်းသိတဲ့ခါကျတော့ဒီလိုမျိုးခြာကြလေးတစ်ခုကတွဲတွဲရောင်းနေပါတော့။ပြောပြချင်တာပါအဲ့ဒါလေး။